ပြောပြတာဒီလိုပါဗျာဒီလိုပါဒီနှလုံးနဲ့ပိတ်နေခွန်ကိုသူ့ရဲ့ဆောင်မှာစီနီယံဒီသုံးလုံးက6တာအဲ့ကနေသူ့ရဲ့နောက်ဒီနှလုံးနဲ့ပိတ်နေခွန်ကိုသူ့ရဲ့နောက်မှာစီနီယံ6ပြီးတော့ဒီသုံးလုံးကခွန်တာအဲ့ကနေဒီနှလုံးနဲ့ပိတ်နေခွန်ကိုခွန်ပြီးတော့သူ့ရဲ့နောက်မှာထိတ်သုံးလုံးရှစ်တာထိတ်တည်းကြီးအဲ့ကနေဒီနှလုံးနဲ့ပိတ်နေခွန်ကိုသူ့ရဲ့နောက်မှာဒီသုံးလုံးကိုးတာဗျာထိတ်သုံးလုံးကိုးတယ်ထိတ်သုံးလုံးရှစ်တယ်ထိတ်သုံးလုံးခွန်တယ်အဲ့ဒါကြီးပြန်ထည့်မယ်လို့ထိတ်သုံးလုံး6တယ် ိုက်ကနေသွားတဲ့ခါကျတော့သူကတဲပုံတဲနည်းကဘလို့တဲလဲဆိုဒီမှာက3ထိပ်တယ်ဗျာဒီမှာက4ထိပ်တယ်ဗျာဒီမှာက5ထိပ်တယ်ဗျာဒီမှာက6ထိပ်တယ်ဗျာအဲ့ဒါတော့ဒီမှာ9ထိပ်တယ်မလားဆိုအဲ့မှာစိုက်လေးဆွဲတင်နေတယ်ပြေးပြေးကြတယ်စိုက်ကသွဲမတင်စိုက်တင်အောက်ကပြစ်မှာကြောင့်အဲ့ဒီကနေဒီနောက်နှလုံးခွန်ကနေတနေ့နေနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာဒီထိပ်နဲ့ခါနဲ့9ကိုအဲ့ဒီမှာရှေ့နှလုံး9အဲ့လိုပြောတာအဲ့ကနေသွားတဲ့ပြီဒီနောက်နှလုံးခွန်ကနေမရည်တော့ ဒီထိတ်နှလုံးနဲ့ခါနဲ့ကိုအဲ့မှာရှေ့နှလုံးကိုအဲ့ကလည်းဒီနှလုံးနဲ့เนาะအပိတ်နဲ့ခွန်ကိုဒီမှာထိတ်နဲ့ထိတ်နှလုံးနဲ့ခါနဲ့ကိုအဲ့ကနေရှေ့နှလုံးကိုအဲ့ဒီနှလုံးနဲ့ဒါနဲ့ခွန်အားနေပြီးတော့အဲ့ကနေပြီးရဲ့ဘက်ကတိုင်းဆိုနောက်ပေါင်း1ဆိုတာဒါကိုပြောပြတယ်။မောင်ရှေ့ပေါင်း1ဆိုတာကိုပြောပြတယ်။အဲ့ဆိုရင်သူ့ဒီနာရှေ့ပေါင်းကိုပေါ့။အဲ့ဒါနဲ့အဲ့ဒီကောင်ကလည်းအဲ့အဲ့2020ကျော်ရှေ့ပေါင်းကိုပြောတယ်။အဲ့ဒါကိုကျုပ်ကကိုးကြံနေလို့ကြာသည်ခါးသည်ဉာဏ်တည်းမလား။ ကိုနှစ်ချက်ခတ်တဲ့အတွက်နောက်တစ်ချက်ခတ်ချက်လာအဲ့ကြသည်သူ့ရဲ့အောက်ကကြာသူကလာတာကဒီထိတ်ဒီသုံးလုံးထိတ်နဲ့ပိနဲ့၄ထိတ်နဲ့ပိနဲ့၃ထိတ်နဲ့ပိနဲ့၂ညီမထိတ်နဲ့ပိနဲ့၁လာတယ်အဲ့တော့ကိုကြံတော့၃ရရဲ့၅ရဲ့၄ရဲ့ကိုမလာ6ရဲ့2ရဲ့1ရဲ့ကိုမလာ5ရဲ့3ရဲ့ဆိုဒီမှာဒီလို6ရင်1ခါအဲ1ခါဖြစ်တာသူကဒီလိုလာတာပေါ့အဲ့ကြတော့ခွန်စရာပေါ့ ဒီဒီဒီနှလုံးနဲ့အပိတ်နဲ့ခွန်ကိုသုံးထိတ်နဲ့ကွာလေးနဲ့ခွန်ဒီနှလုံးနဲ့အပိတ်နဲ့ခွန်ကိုဒီမှာလေးထိတ်နဲ့ကွာသုံးနဲ့ကခွန်ဒီနှလုံးနဲ့အပိတ်နဲ့ခွန်ကိုငါးထိတ်နဲ့ကွာနှစ်နဲ့မှာခွန်ဒီနှလုံးနဲ့ပိတ်နေခုံ6ထိတ်နဲ့ဂွားတက်နဲ့မှာခွန်ဟလာဂွားက4 3ထိတ်နဲ့ခွန်ဂွားက3 5ထိတ်နဲ့ခွန်ဂွားက2 sorry ဂွားက၄၃ထိတ်နဲ့ခွန်ဂွားက၃၄ထိတ်နဲ့ခွန်ဂွားက၂၅ထိတ်နဲ့ခွန်ဂွားက၁၆ထိတ်နဲ့မှခွန်မှာအဲ့တော့ကိုကဒီနှလုံးနဲ့ခါနဲ့ကိုကိုရှေ့ပေါင်းကိုရိုက်တာနဲ့နောက်တစ်ခါလဲဒီနှလုံးနဲ့ကားနဲ့ခါနဲ့ကိုကိုရှေ့ပေါင်းကိုရိုက်တာနဲ့နောက်တစ်ခါဒီနှလုံးနဲ့ခါနဲ့ကိုကိုရှေ့ပေါင်းကိုရိုက်တာနဲ့နောက်တစ်ခါဒီနှလုံးနဲ့ခါနဲ့ကိုရှေ့ပေါင်းကိုအောင်နဲ့ရိုက်မလားအဲ့ဒါကိုအဲ့ဒီကိုကြံတော့ဒီ၃လုံးကိုမလား ဒီသုံးလုံးကိုမှလာဒီသုံးလုံးကိုမှလာပေါ့အဲ့ဒါဆိုလို့ရှိရင်သူကတက်ခါဂွားတက်တက်ခါဆိုတော့ဂွားဟိုတက်ခါပြိတက်ကြတာဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြောတာပေါ့ဗျာပြီးခဲ့တဲ့ဘက်ကအခုလဲဒီတော့အခုလဲဒါကိုပြိနဲ့ပြောမှာခင်ဗျားတို့အခုလဲအဲကျွန်တော်ပြရနေတဲ့ line ကိုအတ line နဲ့ကနန်းဟိုရောက်တရောက်မပြရဘူးရဘလောက်ပဲကြာကြာဘလောက်ပဲကြာကြာအခုကတက်ခါပြိနဲ့မို့လားအဲ့ဒီရောက်မှာရဲ့အဲ့ဒီရောက်မှာဆိုတော့ ဒီမှာပြီးရဲ့ဘက်ကကျွန်တော်တို့ပြောရတာလေခင်ဗျားတို့ဒီ၃လုံး၈ကိုလို့ဒီ၃လုံး၆တယ်ဗျာဟုတ်လားအဲ့လိုပြောတာလေအဲ့၃လုံး၆ဖြစ်တာနဲ့ရှင်းနှလုံးဒီ၅တယ်အဲ့ရှင်း၅ဒီထိတ်နေပြီနဲ့၅လို့ပြီးခဲ့တဲ့နော်ဒီ၃လုံး၈ကိုလို့ဒီ၃လုံး၆တာနဲ့ရှင်းပေါင်း၅ကိုဖြစ်တာနဲ့အဲ့ကြတော့ဒီ၃လုံး၆ဖြစ်တာနဲ့အဲ့ဒီရှင်း၅ထိတ်နေပြီနဲ့၅အဲ့လိုပြောတာဟုတ်လား ဲ့လိုဖြစ်ပြီးမှသူ့ရဲ့နောက်ကဒီ၃လုံးတက်ကလေးကဒီ၃လုံးတက်ကူးတယ်လို့ကျွန်တော်အဲ့လိုပြောတယ်အဲ့ကူးတဲ့နေရာမှာလို့သူ့ရဲ့အောက်ကကြာသည့်ဒီကနန်းသည်ဒီရှေ့နှလုံးငါမှုထိတ်၃လုံးငါလို့ပြီးရဲ့ဘက်ကပြောခဲ့တယ်ငါငါထိတ်အဲ့ဒါပြောပြမယ်လို့ဘူးတော့ကြာသည့်ပြောမယ်လို့ဒီမဲ့ဟုတ်ပြီလားနောက်တစ်ခါလဲအဲ့လိုပဲဘယ်တော့ရောက်သွားရင်မနော်မသိတော့ဘူးဟာဘဝက ဒီ၃လုံး၈ကိုလို့အဲ့ဒီမှာဒီ၃လုံး၆လို့ဖြစ်တာနဲ့အဲ့ဒီမှာရှေ့နှလုံးဒီ၅အဲ့ဒီ၃လုံး၆ကိုဒီ၃လုံးပြန်၆တာနဲ့အဲ့ဒီရှေ့၅ဒီလေဒီမှာကဘယ်ရောက်သွားလဲထိတ်နေပိနေ၅ပေါ့ရှစ်ဒီပြီးကြပြန်ပြောဦးမှာနောက်တစ်ခါကြလဲဘယ်ရောက်သွားလဲဒီ၃လုံး၈ကိုလို့ဒီ၃လုံး၆လို့ဖြစ်တာနဲ့အဲ့ဒီချိန်မှာလဲရှေ့နှလုံးဒီ၅လို့ရိုက်လိုက်တာ၅ပိုင်းဒီအဲ့၃လုံး၆ကိုလဲသူ့ရဲ့အောက်နောက်မှာ ဓမ္မလည်းဒီ၃လုံး၆အဲ့ဒီရှေ့၅ခုဓမ္မကထိတ်နဲ့ပိနေ၅လို့နော်ဟုတ်လားပြန်ပြောမယ်ဒီ၃လုံး၈ခုတဲ့ဒီ၃လုံး၆လို့ဖြစ်တာနဲ့အဲ့ဒီမှာရှေ့၄လုံး၅လို့ဖြစ်တာနဲ့အဲ့ဒီ၃လုံး၆ခုဒီ၃လုံး၆ဖြစ်ပြီးအဲ့ရှေ့၄လုံး၅ခုထိတ်နဲ့ပိနေ၅လို့ဖြစ်တာနဲ့၅လို့ဖြစ်တာနဲ့အဲ့ဒီကြာစီဆိုတဲ့ကဏ္ဍဒီ၃လုံးတက်ကဒီ၃လုံး ကြာဒီရှိဘောင်းကနှမ်းကိုတရုံရဲ့၄ရ၅ပါမယ်ဆိုရင်၅တုံး၃ကြောင်ထည့်ပြီးပြလိုက်ดิเนาะအဲလိုလဲသူသူ့ရဲ့နောက်မှာလဲဒီနှလုံးနဲ့အပိတ်နဲ့ရှစ်ဖြစ်တာ우เนาะဒီနှလုံးနဲ့ထိတ်နဲ့ရှစ်ဖြစ်တာ우အဲ့ရှစ်ဒီရှစ်ကိုအဲနောက်တစ်ခါဒီ၃လုံး၈ကနေဒီ၃လုံး၆ရှင်းနှလုံး၅ဒီ၃လုံး၆ကိုဒီ၃လုံး၆လို့ဖြစ်တာ ਨੇ အဲ့မှာရှင်းနှလုံးဒီ၅ဟုတ်တယ်မလားအဲ့လိုပြောပြတာမြင်ရတော့အဲ့ဘာကြောင့်လဲဆိုအဲ့လိုဖြစ်တာ ਨੇ သူ့ရဲ့နောက်မှာလဲဒီနှလုံးနဲ့ထိတ်နဲ့ ဒီရှစ်နာကိုအဲ့လိုဖြစ်သူ့ရဲ့နောက်ကဒီ၃ညကိုတဲ့ဒီမှာ၃ညလို့ကူတာနဲ့သူ့ရဲ့အောက်ကဒီကြသေးဒီအဲ့ဒီရှစ်နှလုံးငါးမှုထိတ်သုံးလုံး၅လားဒီလိုပြောတာဓမ္မတရခွန်ရခွန်ရ၅အဲနောက်တော့ဒီ၃လုံး၈ကိုဒီ၃လုံး၆ဖြစ်တာနဲ့အဲ့မှာရှစ်နှလုံးဒီ၅ကိုအဲ့၆ဒီ၃လုံး၆ကိုဒီ၃လုံးပြန်၆တာနဲ့ထိတ်နေပိနေငါအဲ့ဒီမှာလဲဒီ၃လုံး၈တာလို့အဲ့လိုဖြစ်ပြီးမှဒီ၃လုံး၁ကဒီ၃လုံး၁လို့ကူလိုက်တာ ရပြီနော်ရှင်းပြီနော်အဲပြောပြမှာအခုလဲအဲ့လိုကူးလို့ဂျွန်းပြည့်ပြီးကူးသွားမလားလို့ပြောပြထူကြပြန်ပြီတဲ့အခုဘီကငါဘီကထူကြပြန်ပြီကောင်းတဲ့ညီလေးအလိုင်းကောင်းပါလေထူကြပြန်ပြီကိုမမောင်ထူကြပြန်ပြီလားကြည့်မရအောင်ထူကြဖို့အဲ့ဒါကိုပြောပြရတာပြီးရပါငါးထိပ်ကပြီးရပါဟိုကလေးလို့ပိတ်တာနဲ့ထိပ်သုံးလို့က၅၆ချက်ပဲခွဲရအဲ့ဒါလဲငါးထိပ်ကျွန်တော်ဒီတစ်ခါ နှစ်ခါတစ်ပိတ်ကလည်းအငါဖြစ်ရင်ငါထိတ်ဆိုရင်ငါတုံညာတွေ့လာသူပြောတယ်အခုအဲ့လိုကူတော့သူမြန်ကူသွားမလားလို့ကျွန်တော်ကပြောတာဗျို့ခင်ဗျားတို့ခုနကတစ်ခါပရိနေနဲ့ပြောတာရှင်းတယ်နော်ဘိုင်းဒီတယ်လားဒီသုံးလုံးရှစ်ပေါ့ဗျာဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ပင်စာပင်ကြိုက်ကက်တယ်ဒီသုံးလုံးရှစ်ကနေဒီသုံးလုံး6ဖြစ်တာနဲ့အဲ့ဒီမှာရှင်းနှလုံးဒီ9လို့ဖြစ်တာနဲ့ဒီသုံးလုံး6ကိုဒီသုံးလုံးပြန်6တာနဲ့အဲ့ဒီရှစ်9ကိုထိတ်နေပြီနဲ့9 အဲ့ဒီရဲ့နောက်မှာဒီနှလုံးနဲ့ထိတ်နေရှိကဒီရှစ်ပေါ့အဲ့လိုဖြစ်ပြီးတော့ဒီသုံးလုံးတက်ကူဒီသုံးလုံးတက်ကူတာနဲ့သူ့ရဲ့အောက်ကကြာသည်ဒီရှစ်နှလုံးငါးကိုထိတ်သုံးလုံးငါးမှာလာပေါ့ဗျာရှစ်ငါးမို့ထိတ်သုံးလုံးငါးပေါ့နောက်တော့ဒီသုံးလုံးရှစ်ကိုဒီသုံးလုံး၆ဖြစ်တာနဲ့အဲ့မှာရှစ်နှလုံးငါးလို့ဖြစ်တာနဲ့ဒီသုံးလုံး၆ကိုဒီသုံးလုံးပြန်၆တယ်အဲ့ဒီမှာရှစ်ငါးကိုထိတ်နေပိနေငါးတာနဲ့ဒီသုံးလုံးရှစ်ကိုဒီနှလုံးနဲ့ထိတ်နေဒီလိုရှစ်တာပေါ့ဗျာ အဲ့ဒီမှာဒီ၃လုံး၃ညကိုဒီ၃လုံး၃ညကူတာနဲ့သူ့ရဲ့အောက်ကကြာသည်ရှင်နှလုံးငါးကို၁ရခွန်ရခွန်ရငါးမလားလို့ဒီရဲ့ပါတာ၅ထိပ်နော်ဒါဆိုလဲဒီ၃လုံး၈ဒီ၃လုံး၆လို့ဖြစ်တာနဲ့ရှင်ငါအဲ့ဒီ၃လုံး၆ကိုဒီ၃လုံး၆ဖြစ်တာနဲ့အဲ့ဒီရှင်ငါးကိုထိတ်နေပိနေငါးဖြစ်ပြီအဲ့ဒီမှာဒီ၃လုံး၈ကိုတဲ့ဒီနှလုံးနဲ့ထိတ်နေရှင်းလိုက်တာအဲရှင်းတဲ့ခါကျခုနဒီတက်ကဒီကူးတယ်ဗျဒီ၃ညဒီကူးတယ်ဗျဒီဒီတက်ကဒီကူးတယ်ဗျဟောလာပြီအဲ့မှာ ရှေ့ငါးကိုထိတ်သုံးလုံးငါးကူးတယ်ရှေ့ငါးကိုထိတ်သုံးလုံးငါးထည့်တယ်ရှေ့ငါးကိုဒီမှာထိတ်သုံးလုံးငါးလားလို့ထည့်တယ်ခွက်လာပြီပြောချင်တာပြောချင်တာဟောဒီလိုပြောချင်တာအဲ့လိုကူတော့အဲ့မှာဒီလိုရှစ်ဖြစ်ပြီးတော့ဒီ၃ကဒီ၃လို့ကူးမလားလို့ခင်ဗျားတို့ပြောတာနော်ဟောဒီရှစ်ဖြစ်ပြီးတော့ဒီမှာတော့ဟောဒီခွန်ကဟောဒီခွန်ကူးမလားပြောပြတာဟောဒီနှစ်ကဟောဒီနှစ်ကိုကူးမလားလို့ပြောပြတာအဲ့ဒါလည်းအဲ့ဒါ brain နဲ့ လာပြီကျောခင်ဗျားတို့ကြုတ်နဲ့မတွေ့ဘူးဒီနိုင်ထွက်ရင်မတွေ့ဘူးဒါဒီနားရင်ပြောတာတော့ခင်ဗျားရှေ့ရှေ့ဘူးမပြောချင်ဘူးကဒီနားရင်ပြောတဲ့ကနာဒီနားရင်ပြောတာဒါဒီအလွယ်လွယ်တဲ့ပြောတာမဟုတ်ဘူးဒီကနန်းကြတာနဲ့ပဲအဲဒါပြပြီးတယ်ဒီမှာခင်ဗျားတို့ဒီမှာဒီမှာဒီ၃လုံးနှစ် ဒီ3လုံး8ဒီ3လုံး6ဒီ3လုံး1ဒီ3လုံး1ဒီ3လုံး8အဲ့ဒီကနေပြီးတော့ဒီ3လုံး1ကနေ1လို့ပိတ်လိုက်ထားတယ်ကျုပ်ကအဲ့အောင်ဒီကနန်းပြန်အခုလာပြီ1လို့ပိတ်တာနဲ့အဲ့ဒါဒီ3လုံး1ကမညမ်းကော့2 6လေးတွေ့ရတဲ့ပယုတ်စီအဲ့ဒီနှစ်ကြီးပါဆိုရင်ဒါနဲ့ဒါနဲ့ကဒီပဲ။ တက်ပိတ်ရအောင်ကအဲ့ဒါကြီးကြာပါဆိုရှင်းရှင်းလေးနော်ဒီမှာ၄၂၆ဒီ၃လုံး၄ဒီ၃လုံး၈ဒီ၃လုံး၆အဲ့၄၂၆ရဲ့နောက်တဲ့မှာဒီ၃လုံး၁ဒီ၃လုံး၁ဒီ၃လုံး၈ဒီ၃လုံး၁ကိုသူ့ရဲ့နောက်တဲ့မှာတက်လို့ပိတ်တာလေအဲ့ဒီ၂ကိုဒီမှာတော့ဒီကြာတယ်နော်အေးအဲ့ဒီတက်ပိတ်ရနောက်ကဒီ၂ကနေဓာကြီးကူးသွားပြီဗျာဒါကြီးဒီမှာကနအကွက်ကအတူတူနေတာပဲဟောဒီမှာလား အဲမဒီကနန်းမဲ့အဲ့ဒီကနန်း6 4နှစ်အဲ့ဒီကနေပြီးတော့ဒီမှာဟောဒီ3လုံး8ဒီ3လုံး6အဲ့မဲ့သူ့ရဲ့နောက်မှာဒီ3လုံး1ဒီ3လုံး1အဲ့ဒီရဲ့အောက်မှာကဒီ3လုံး8လို့ဖြစ်ပြီဒီ3လုံး1ကို1လို့ပိတ်တာနဲ့ကျုပ်ကအဲ့ဒီ9 9 8ကဒီချိန်ကိုကျုပ်ကကြည့်မှာ အဲအခုအဲ့ဒီကဏ္ဍတော့ဒီလိုသွားရတော့တက်ပိတ်တာနဲ့နှစ်ကိုးတက်ကြည့်ပါဆိုခင်ဗျာဇာတ်လမ်းကပြရရင်ဟမ်ရောက်လာတင်မဲဒီမဲဒါကဒီမဲတန်းနဲ့ဒီလိုနေတာအဲ့ဒါဒီသုံးလုံးတက်ကတက်ပိတ်တာနဲ့ဒီနှစ်ကနေအဲ့ဒီမှာကိုးနှစ်တက်ကြည့်ပါဆိုဒါကအမှန်ကကိုးဒီကိုးဒီငါးကိုးရှစ်ကဒီနာကြာရမှာအေးအဲ့ဒီတက်ကဒီမှာတက်လို့ပိတ်တာနဲ့ဒီရသွားတော့ဒီလိုသွားလိုက်ပါရောက်လေးနှစ်ကနေတပင်းနှစ်ပင်းသုံးပင်းရပင်းမှာ ီတက်ကိုတက်လို့ပိတ်တယ်ဒီနှစ်ကနေဒီကနန်းကြီးပါဆိုရင်ဒီမဲ့ခြောက်လေးတက်ကနေတပင်းနှစ်ပင်သုံးပင်းအနေနဲ့ဒီတက်ကတက်ပိတ်တာနဲ့အဲ့ဒီနှစ်ကနေခြောက်လို့နှစ်ကခြောက်လေးနှစ်ကနေကိုတက်နှစ်ကြီးပါဆိုတော့ဟုတ်တယ်လေငါးထိပ်ကရင်ဘက်ကသုံးလိုက်လောက်ပြတော့ကြုံမသုံးအဲ့ဒီမဲ့ဆယ်ဖို့ဆခုနကခုနကဒီက6ထိပ်နဲ့ယူလိုက်တာနော်ဒီနှစ်ကဒီနှစ်ဟဲ့လားဒီ3လုံး5ကို6ထိပ် ဒီသုံးလုံးငါးကို6ထိတ်နဲ့ယူရ6ကနှလုံးထည့်တာနှလုံးကြောလှုပ်ချင်ပါလို့အဲ့ဒါပြောလိုက်ရဲ့အဲ့မဲ့ဆဲကွက်ချင်းချင်းလေးရဲ့နော်မင်္ဂလာပါစေရဟုတ်တယ်လေငါးထိတ်ကဒီအောက်ဘက်ကလည်းငါးထိတ်ပြတာဒီကငါးထိတ်ပေါ်ပြတာခင်ဗျာဒီသုံးလုံးငါးအဲ့ကနေနှစ်ခါတက်နှစ်ခါတက်ပိတ်ကလည်းဒီသုံးလုံးငါး အဲ့ဒုလုံးငါးနဲ့နှစ်ခါတက်ပိတ်ကနေဒီသုံးလုံးငါးအဲ့ကနေသူကနှစ်ခါတက်ပိတ်ကနေဒီသုံးလုံးငါးဆိုငါးထိတ်ဟိုလိုင်းကလည်းငါးထိတ်ပါလေးပိတ်ကနေငါးခြောက်လေးခွေးတယ်အဲ့ဒါလည်းအဲ့ဒါလည်းငါးထိတ်ပဲအဲ့လိုအဲ့လိုပြောပြတာဗျာနော်အဲ့ဒါကြတော့ rain နဲ့အဲ့မဲ့တခါ rain နဲ့ဆိုလို့ရှိရင်၈တက်သွဲနဲ့ဆိုလို့ရှိရင်၈တက်သုံးသွားမယ် နောက်တစ်ခါလေးထိပ်က6မထိပ်ပဲနဲ့6ကခါကြတယ်အဲလေးထိပ်ကလေးထိပ်လို့တန်းဝင်သွားလို့ရှိရင်ဟောဒီနေ့ဘယ်ရောက်မှာအယောင်မတူတာရေးလို့ရှိရင်လည်းအယောင်မတူတာကြီးတင်ွက်ဆိုပြီးတော့လည်းခွာထိုးနေလိမ့်မယ်ပေါ့ပေါ့ရင်တော့ကျဟုတ်ပါ